နျူကလ িয়ার စွမ်းရင်သုံး cruise drone ကြီး buri bus နှစ်ကိုအော်တိုဘာလ21ရက်နေ့ကအောင်မြင်စွာဆန်းသက်ခဲ့တယ်လို့ရုရှားနိုင်ငံကကြေညာခဲ့ပါတယ်။တမရဗလာဒီမီယာပူတင်ကဒီလက်နက်ဟာဘယ်လိုဒုံးကြီးကားဝေးစနစ်ကိုမဆိုရှောင်ကွင်းနိုင်တယ်လို့ပြောဆိုခဲ့ပါတယ်။ရုရှားထိပ်တန်းဗိုလ်ချုပ်ကြီးတွေနဲ့စစ်ဌာနချုပ်အစည်းအဝေးမှာတမရပူတင်ကဒီဒုံးကြီးဟာထူးခြားပြီးတော့တခြားနိုင်ငံတွေမှာမပိုင်ဆိုင်တဲ့လက်နက်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ရုရှားရဲ့ထိပ်တန်းစစ်ဦးစီးချုပ်ဘယ်လာရီဂီယာစီမော့စ်ကတော့ ဒီဒုံးကျည်ဟာနျူကလ িয়ার ဆွိုင်းအင်နဲ့15နာရီအတွင်းကီလိုမီတာ14000အထိပြန်တန်းနိုင်ခဲ့ကြောင်းနဲ့ဒါဟာအကြဆုံးစမ်းသပ်မှုဖြစ်ကြောင်းအစိုးရခံခဲ့ပါတယ်။ဒီလက်နက်ကို NATO အဖွဲ့က Skyfall လို့တည်ထားပြီးတော့ပြန်တန်းနိုင်တဲ့အကွာဝေးကန့်တတ်ချက်မရှိဘဲနဲ့ခံမှန်းလို့မရတဲ့ပြန်တန်းမှုလမ်းကြောင်းရှိတာကြောင့်ဒုံးကျည်ကာကွယ်ရေးစနစ်တွေကိုအနိုင်ယူနိုင်စွမ်းရှိတယ်လို့ဆိုပါတယ်။ဒီကြေညာချက်ဟာပြီးခဲ့တဲ့အပတ်က ပူတင်ကိုယ်တိုင်ဦးစီးကြီးကြပ်ခဲ့တဲ့နျူကလ িয়ার အသင့်ပြင်လေ့ကျင့်မှုတွေဇက်တိုက်လှုပ်ဆောင်ပြီးတဲ့နောက်ထွက်ပေါ်လာတာဖြစ်ပါတယ်။အမေရိကန်သိပ္ပံပညာရှင်များအဖွဲ့ချုပ်ရဲ့အဆိုအရကမ္ဘာပေါ်မှာရှိတဲ့နျူကလ িয়ার လက်နက်တွေရဲ့89ရာခိုင်နှုန်းနီးပါးကိုရုရှားနဲ့အမေရိကန်နှစ်နိုင်ငံကပိုင်ဆိုင်ထားတယ်လို့သိရပါတယ်။ဗလာဒီမီယာပူတင်ကရုရှားရဲ့မဟာဗျူဟာမြောက်စစ်အင်အားစုတွေဟာနိုင်ငံရဲ့လုံခြုံရေးကိုအာမခံနိုင်ဖို့အတွက်အမြင့်ဆုံးအဆင့်အသင့်အနေထားမှာရှိနေစေဖြစ်ကြောင်းပြောကြားခဲ့ပါတယ်ခင်ဗျာ။